Hello အားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့ Manchester United ကတော့ဒီဒီဘက်မှာ Nottingham Forest ကိုကျွန်တော်တို့ကအိမ်ဝင်အော်အဝေးဝင်မှာကျွန်တော်တို့သွားပြီးတော့အရှင်ပိုင်ကစားရပါမယ်။ ျွန်တော်နီးပြရူပင်အမ်မိုရင်ရဲ့လက်ထက်ပရီးမီးယားလိမှာ၄ပွဲဇက်တိုက်အနိုင်ယူပြနိုင်မလားဗောဗျာဒီပွဲကကျွန်တော်ဒီယူနိုက်တက်ကဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းနိုင်ပွဲတွေဆက်လာပြီဆိုတဲ့အခါကျတော့အဲ့ဒီရှေ့လာမဲ့ပွဲတိုင်းကလည်းအရေးကြီးနေတာသူသဖြင့်ကျွန်တော်ဘယ်နှစ်ပွဲဆက်နိုင်မလဲလို့เนาะအမ်မိုရင်တင်ပင်ထဲမှာရက်တန့်သွားမလဲလို့ဆိုတာမျိုးကကျွန်တော်မြမြကိုကျွန်တော်စောင့်ကြည့်နေကြတဲ့အချိန်မျိုးပေါ့သူသဖြင့်ကိုရီပြည်သက်တွေအတွက် United ပြည်သက်တွေအတွက်တော့ပွဲဆက်တွေနိုင်မှုကိုပဲအာရုံရနေတဲ့အချိန်တခြားအသင်းကြီးတွေတိုင်ပတ်နေတဲ့အချိန်မျိုးမှာ ကျွန်တော်တို့ကဒီလိုမျိုးပွဲစဉ်တွေကိုအနိုင်ယူရင်းနဲ့ပွဲဆက်အနိုင်ရမှုတွေကိုဖန်တီးတာမျိုးမြင်ကျင်ရတာဒါကြောင့်ပေါ့နော်ဒီလိုပွဲမျိုးတွေက United တွေဒါအများကြီးကြီးကြီးပါတယ်အထူးသဖြင့်တစ်ဖက်သင်းက Northern Forest ဆိုတာမျိုးကလက်ရှိမှာနီးပြအပြောင်းလဲတွေနဲ့ဒီဘယ်လိုပြောမလဲအချင်းဒီဇိုးတွေကိုကြော်ပြတ်ဖို့ကြိုးပမ်းနေတဲ့အသင်းတွေတင်ကျွန်တော်ဖြစ်တယ်ဒါအပြင်ရှောင်းတိုက်ပါနီးပြကရှောင်းတိုက်ဆိုလို့ရှိရင်လက်ရှိနူပြဖြစ်တဲ့ Ruben Amorin ကိုသူဘလူးဘလူးကစားပြီးတော့ဘလူးအနိုင်ယူမဲ့ဖြစ်ကြောင်း overlap တွေဘာတွေမှသူပြောဘူးတဲ့ ဆိုတော့ညီကူဘလို့မြင်ကြတယ်လေကျွန်တော်တို့เนาะ Norian Forest ကိုကျွန်တော်ကအိမ်ဝင်းအဝေးဝင်းမှာအနိုင်ယူနိုင်လိမ့်မယ်လို့ကျွန်တော်ထင်ကြလားမငယ်လေးမလုပ်နဲ့လေသူများမင်းဟိုမပုတ်စီနေတော့ဟမ်ဆိုတော့ sorry ပါเนาะအဲ့တော့လက်ရှိ Norian Forest နဲ့ပတ်သက်လို့ကျွန်တော်စပြီးတော့ကျွန်တော်ပြောအောင် Forest ကဟိုခုနကကျွန်တော်ပြောသလိုပဲနီးပြအပြောင်းလေးတွေသူတို့လှုပ်ထားတယ်ပေါ့เนาะနီးပြအပြောင်းလေးတွေကျွန်တော်လှုပ်ထားပြီးတော့ရှောင်းတိုက်ကိုကျွန်တော်ခန့်ထားတယ်အဲရှောင်းတိုက်ကလည်းပဲကျွန်တော်ခန်းစစ်ကိုအသားပြုပြီးတော့သူကစားမှာပဲဒါအပြင် ြစ်လက်မှုကိုသူဦးစားပေးပြီးတော့ကျွန်တော်ကစားမှာပဲဒါအပြင်ကျွန်တော်တန်မြန်နေကိုကျွန်တော်တို့အရင်ကောင်းပါလေဆိုတော့ထားပါတော့ပြပါကြနော်အန်ဂျိုဂျီတို့ပြီးလို့ရှိရင်ကျွန်တော်က O'Drine တို့ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်က Morgan Gibbs-White တို့လူကစားမတွေနဲ့သူသွားမှာပဲဒီကစားမ၃ယောက်က counter attack တွေမှာအရင်ကောင်းတဲ့ကစားမတွေပါဒါကြောင့်လည်းပဲနီးပြဖြစ်တဲ့ကျွန်တော်ဒီဗါလေဆန်တိုးစီရဲ့လက်အောက်မှာတအားကိုကျွန်တော်နေနေပေါ့နော်ဒီကောင်းလာတာ Forest က ိုင်မဲ့လို့ position game ကစားခြင်းနဲ့လုံးဝပေါ့နော် expensive football ကိုကစားခြင်းမာတယ်ဆိုတဲ့ postigo glue ရဲ့လက်အောက်မှာအကုန်တိုင်ပက်ပြီးတော့အခုလိုမျိုးကျွန်တော်ပေါ့နော်ဒါနိပြကိုပြန်ပြီးတော့ခန့်ထားတာအဲ့ဒီတော့ Nottingham Forest အနေနဲ့ United ကိုကောင်းကောင်းကြီးဒုက္ခပေးနိုင်တဲ့အနေအထားမျိုးမှာကျွန်တော်ရှိနေပါတယ်เนาะအစွန်ကစားမားတွေခန်းစစ်တွေမှာဆိုလို့ရှိရင်လည်းပဲတားမြန်တဲ့ကစားမားတွေတို့ရှိနေတယ်เนาะဆိုတော့ခန်းစစ်နှစ်ယောက်ဆိုလို့ရှိရင်လည်းပဲ physical မှာအရင်ကောင်းတဲ့ကစားမားတွေကျွန်တော်ဖြစ်တယ်ပေါ့เนาะဆိုတော့ new manager bounce နဲ့တွေ့ရင်ကိုရီးကတိုင်ပက်တယ်ဗျာဒီလားနော်နောက်တစ်ခုကကျွန်တော်နေတော့ forest ရဲ့အိမ်ဝင်းမှာဒါဟာဘလူးမတ်ကိုမလွယ်တဲ့အနေထားပါဒါ forest အိမ်ဝင်းလားဆိုတော့မဟုတ်တကယ်တကယ်နီးပြဒီရှောင်းတဲ့ရဲ့အနေထားကိုသူတို့အိမ်ဝင်းဆိုလို့ရှိရင်တအားကိုကစားခဲရင်အောင်သူလုံနိုင်လေကျွန်တော်ရှိတယ်အိုဗာလပ်မှာဆိုလို့ရှိရင်လည်းပဲသူပျော်ဘူးတာရှိရေပေါ့နော်အမ်မိုရင်ကပေါ့နော်လောလောဆယ်မှာဟိုဘယ်လိုပြောမလဲပွဲတွေနိုင်မှရမယ်ပေါ့လောလောဆယ်သူလုံးဝပွဲတွေနိုင်မနေသေးဘူးပေါ့နော်အကယ်လို့မြန်ငါသာသွားမယ်ဆိုလို့ရှိရင်ပေါ့ဗျာနော် ဟိုဒီရိုးရိုးတနေမဲ့လုံးဝ basic ပဲပေါ့နော်ဖူဖူတူတွေနဲ့ငါသွားပြီးတော့ဒီတယ်မလားဘလူးဘလူးဘလူးဒီအသင်းကိုပြောင်းလဲပေးလိုက်မှာဖြစ်ကြောင်းသူပြောဘူးတာတွေကျွန်တော်ရှိတယ်ဆိုတော့တကယ်လုံးပြနိုင်မှာလားပေါ့ဗျာဒါကြောင့်ပေါ့နော် forest လိုမျိုးဒီအရေးချင်းရှိတဲ့ကစားမားတွေပြိုင်ဆိုင်ထားတဲ့အသင်းမှာ ကောင်တာထက်တီကိုအင်မတန်ကောင်းပါတယ်ဆိုတော့နီးပြရောက်လာပြီးမနီးနျူးမန်နေဂျာဘောင်းစ်တီလည်းဖြစ်လာနိုင်တယ်ဆိုတော့ကိုရီတွက်အများကြီးသတိထားစရာကြီးကျွန်တော်ပါပါတယ်နော်ဆိုတော့ဒါကလက်ရှိမှာဆိုလို့ရှင် Forest နဲ့ပတ်သက်လို့ပေါ့ဗျာ Forest ကတော့ဒီ ID မှာတော်တော်လေးကိုသူတို့တိုင်ပတ်နေတဲ့နေရာမှာကျွန်တော်ပါတယ်ဗောနော်ဆိုတော့ဒီကိုဝဲကစားပြီးတဲ့အချိန်မှာ Northern Forest ကတပွဲပဲနိုင်ထားပါသေးတယ်နောက်ဘွဲတီကြပြီးတော့6ဘွဲရှုံးနေကြတယ်တိုက်စစ်က6ခုရပြီးခန်းစစ်က sorry တိုက်စစ်ကပေါ့နော်9ခုရပြီးတော့ခန်းစစ်က18ခုပြီးထားပါတယ် တိုက်စစ်က9ခုရပြီးတော့ခံစစ်က16ခုပြီးထားရပါတယ်။ဒါဟာတော်တော်ကိုစူးဝါတဲ့အနေထားလို့ကျွန်တော်ပြောလို့ရတယ်။ဒါတွေကိုရှောင်းလိုက်ကပြင်ဆင်မှုကျိုးပန်းနေတဲ့ဒီနားမှာ United နဲ့ကျွန်တော်ထပ်ပြီးတော့တွေ့ရပဲ။ပြည်ထနာကကိုရီ United ကိုလည်းဒီရှောင်းတိုက်ကမင်းဘန်လီတို့နဲ့ရောအေဗာတန်တို့နဲ့ကိုဒုက္ခပေးဘူးတဲ့မှာပါတယ်ပေါ့နော်ဆိုတော့ဒါကလည်းရှိ Northern Forest နဲ့ပတ်သက်လို့ပါ ဆိုတော့ United မှာဘယ်လိုဖြစ်လာမလဲဒီနေရာမှာကျွန်တော်တို့တော့ဒီပွဲထွက်လူစင်းတွေကတော့အများကြီးအပြောင်းလဲဖြစ်လိမ့်မယ်လို့ကျွန်တော်မထင်ဘူးเนาะကိုသမားဖြစ်တဲ့နေရာမှာ Lemons ကပါလာမှာပဲကျွန်တော်တို့ကမေးခွန်းထုတ်ဆရာမရှိเนาะဒါအပြင် left center back နေရာမှာဆိုရင် Luke Shaw ကျွန်တော်ပါမယ်အဲ right center back နေ central center back နေမှာဒီ၃ယောက်ကတော့ဖြစ်နိုင်ကြီးအများဆုံးပေါ့လေဒါပေမဲ့ဒီခုတစ်ခုတော့ကျွန်တော်ရှိရပြအဲ Nordian Forest က counter attack တွေပေါ့နော်ကျွန်တော်တို့က direct play တွေနဲ့သွားမယ်ဆိုရင် အမြင်ဘောတွေပါတယ်ကျွန်တော်လာမယ်ဆိုလို့ရှိရင်ကျွန်တော်တားဖို့အတွက်ဟယ်ရီမကွိုင်းရလို့တိုက်ဟိုဗာလဲခန်စစ်ကစားမမျိုးကိုမြင်ကျွန်တော်လူမလားပေါ့နော်ဒါပေမဲ့လည်းလို့ခန်မကွိုင်းရကပြီးခဲ့တဲ့ပွဲစဉ်ကနည်းနည်းထိခိုက်မှုဖြစ်ထားတာလို့ဘာလို့ကျွန်တော်ကြည့်တော့လဲဒီလိုပွဲမျိုးမှာပေါ့နော်ပွဲထွက်လူစဉ်အပြည့်မှာသူ့ထွက်ပြီးတော့တုံးပါမလားဆိုတာကလည်းရှိသေးတယ်ကျွန်တော်သူ့ကိုပါမယ်လို့မြင်တာကဒီခရစ်စုတို့ဘာလို့ကိုတုံးပြီးတော့ပေါ့နော်အမြင်ဘောတွေဘာတွေလာမှာ ပြီးစကန်ဘိုးတွေနဲ့ရအောင်ယူပြီးတော့သူတို့တွေဂိုးသွင်းဖို့ကြိုးပမ်းမာတွေကိုကျွန်တော်စိတ်ပူလို့ပဲเนาะ MODN ရဲ့ဘက်ကလည်းအဲ့ဒါကိုထည့်ပြီးတော့တွေးထားလိုက်မယ်လို့ထင်တယ်။ဒါပေမဲ့လို့ပေါ့နော်သူတို့လုံးဝအထိုင်ချပြီးတော့ counter attack တွေပါတွေတွားဖို့ပဲလုပ်မယ်ဆိုရင်တော့ယူရိုတို့ဒီလီတိုကအသင်းရဲ့ ခံစစ်မှာအမြန်ဆုံးကစားမတွေဖြစ်နေတော့သူတို့ပါတာပဲကျွန်တော်အကောင်းဆုံးပါဆိုတော့အပြောင်းလဲတွေကတော့အများကြီးရှိမှာမဟုတ်ဘူးအဲဘက်ထရီတူကူပါလို့မတင်သေးဘူးဘာလို့လက်ဖွင့်ပတ်မှာဒူကူပါလို့ကျွန်တော်မရသေးဘူးဆိုတော့ဒါလုံးနဲ့ပဲကျွန်တော်ဆက်သွားရမယ်ပြီးရင်ကျွန်တော်တို့ညဘာလို့ right wing back နေရာမှာဆိုလို့ရှိရင်လည်းအာမက်ဒီယာလို့ပဲကျွန်တော်တို့ဘာလို့ဒါ ဆက်သွားမှကျွန်တော်တို့ရမယ်အဲဒီကစားမကအစင်တော်တော်လေးပြည်နေတာဆိုတော့ကွင်းလေနှစ်ယောက်နေရာမှာဆိုလို့ရှိရင်လည်းဒီကစားမနှစ်ယောက်ပဲပေါ့နော်အပြောင်းလဲကျွန်တော်ရှိမယ်လို့ကျွန်တော်မထင်ဘူးအာနံပါတ်တရုနှစ်ယောက်မှာဆိုလို့ရှိရင်လည်းသူတို့အပြင်တိုက်စစ်ကတော့ကျွန်တော်တို့ဒါရှက်ကူပေါ့လေဒါဟာ Norian Forest နဲ့ပွဲမှာဖြစ်နိုင်ကြီးအများဆုံးလို့ကျွန်တော်ထင်တယ်အဲအပြောင်းလဲလှုပ်ရလောက်အောင်ထိလေပေါ့နော်ကျွန်တော်တို့မှာကဟိုဘယ်လိုပြောမလဲလိုအပ်ချက်ရှိတဲ့နေရာတွေရှိမနေလို့ပဲကျွန်တော်ဒီအသင်းကိုကျွန်တော်တွေးကြည့်ရင် MVD ရဲ့လက်အောက်မှာဒါဒီအကောင်ဆုံးအသင်းပဲ MVD ရဲ့လက်အောက်မှာ အဒီအတင်းကိုကျွန်တော်တို့ပေါ့နော်အပြောင်းလဲတွေလုပ်ဖို့ဆိုတဲ့မျိုးကတော်တော်လေးကိုအချိန်ညီနေပါတယ်အဲ့လိုမျိုးဆိုတဲ့အခါကျတော့ကျွန်တော်တို့မေဆန်မောင်းတို့လည်းပါခြင်းမပါလာမယ်ကိုဗီမင်းနူးတို့လည်းပါလာဖို့ကျွန်တော်တို့တရားပေါက်မရှိဘူးเนาะဒါအပြင်ကျွန်တော်အနေနဲ့ပေါ့နော်အဲဟယ်ရီမကွိုင်းယားတို့ပါလို့မြန်ပါလာအောင်မလားဆိုတာလည်းကျွန်တော်စိတ်ဝင်စားဖို့တော့ကောင်းတာဗောလေတိုးတိုးလေးပဲဒါဒီဖြစ်နိုင်ချေအများဆုံးပါဆိုတော့ဒီနေရာမှာကျွန်တော်တို့ဒီ Brian Ambumu နဲ့အာမက်ဒီယာလိုတို့ရဲ့အခြေဆက်မိပုံတွေကအသင်းပေါ်မှာအများကြီးအကျိုးရှိတယ် တော့သူတို့နှစ်ယောက်တည်းကတယောက်ကြံခဲ့လို့ကျွန်တော်မရဘူး။အဲတော့ဟိုပွဲစဉ်တွေလည်းကျွန်တော်ဆက်ဖို့ကြိုးပမ်းမဲ့အခြေအနေမျိုးမှာဒီလိုပွဲမျိုးကိုအနိုင်ရဖို့ကအင်မတန်ရည်ကြီးပါတယ်။ချက်ချကူကိုလည်းကျွန်တော်ဂိုးထက်ရစီခြင်းနဲ့မက်တီးစ်ကွန်ယာကိုလည်းဂိုးထက်ရစီခြင်းနဲ့အဓိကတော့အသင်းနိုင်ဖို့ပေါ့လေ။ဒီညမှာကျွန်တော်တို့ finalist တို့ဘာလို့ပြီးခဲ့တဲ့ပွဲကလို့ performance တွေပြဖို့ကဲဆင်မေရူဘာလို့ပြီးခဲ့တဲ့ပွဲက performance တွေပြဖို့ကျွန်တော်မျှော်လင့်ရမယ်။ကွင်းလေပတ်တယ်ကအရင်အကြီးကြီးလာမှာ။ဟိုဘာလို့လဲဆိုတော့ကျွန်တော်အီလီယိုအန်ဒါဆန်တို့ပေါ့နော်။ ဟိုသူတို့ကွင်းတွေကတော်တော်လေးကိုအဆင်ပြေလို့ပဲခုတွင်း NSN ဆိုလို့ရှိရင်ကျွန်တော်တို့ကလူကျင်နေတဲ့ကစားမတယောက်လည်းကျွန်တော်တို့ဖြစ်တယ်ပြိတက်တွေကြားထဲမှာလည်းအများကြီးစောင့်ကြည့်ကြလိုက်မယ်လို့ကျွန်တော်ထင်တယ်အဲ့ဒါကြောင့်မို့လို့ Idio Anderson ကဒီသူပါမဲ့ကွင်းလေကကိုကျွန်တော်တို့အတွက် important ပေါ့နော်သတိထားဖို့ကျွန်တော်သိနေတာ Anderson နေနဲ့ Bruno Fernandes တို့ Casemiro တို့ကိုကောင်းကောင်းဒုက္ခပြီးသွားမယ်ဆိုရှင်ကိုဒီမျိုးလုံးတွေကအဲ့ဘက်ကိုလှည့်ရင်လှည့်လာမှာနော် Anderson ကလည်းဒါကိုသူကောက်ကောက်သူသဘောပေါက်ထားပြီးသားဆိုတော့ ဒီပွဲမှာသူခြေသွမ်းမပြနိုင်ဘူးလို့ပါလို့ဆိုတဲ့မျိုးတွေတိတ်တွေးရလိမ့်မယ်လို့ကျွန်တော်မထင်ဘူးကျွန်တော်ကတော့ Nordian Forest ရဲ့ဘက်ကတံပြန်ကစားလာမှာဖြစ်တဲ့အတွက်ဒီအတွက်ပေါ့နော်ပြန်ပြီးတော့တားနိုင်မယ့် plan ကြီးကျွန်တော်လိုတယ်ဒါအပြင် new ဒီ Nordian Forest ရဲ့အကယ်လို့မြန်သူတို့ mid block လို့ဘလို့ကစားလာမယ်ဆိုရင်တို့နေနေပေါ့နော်တကယ်ပြန်ပြီးတော့အဲ့ဒါဒီကိုဖြေနိုင်တဲ့အနည်းအားမျိုးကျွန်တော်လိုအပ်ပါတယ် MOD ရဲ့လောက်မှာတော့တခြားဆူစူတို့ဒီဒီဘက်နှစ်ပိုင်းနေပဲဒီဘက်ပိုင်းနေမှာပွဲတွေပါနေနိုင်ပွဲပြန်ရလာပြီးပြီးကျွန်တော်တို့နေတိုက်စစ်မှာလည်း goal တွေပြင်ရလာပြီး ခန်းစစ်ကလည်းပဲကျွန်တော်ပြီးခဲ့တဲ့ရာသီကတော့မစူးဝါတော့တဲ့အခြေအနေမျိုးဆိုတော့မျိုးလင့်စရာအများကြီးတယ်လို့ကျွန်တော်ထင်တယ်။ဘင်ဂျမင်ရှက်ကူရူကိုရမလား၊မတီးစ်ကူညာလိုကိုရမလား။ပြီးရင်အန်ဘူမူကလည်းတအားကိုကောင်းတဲ့ခြေစွမ်းတွေပြနေတယ်ဆိုတော့အန်ဘူမူကလည်းအဲ့လိုလိုရှိတယ်နော်။အန်ဘူမူနဲ့အာမာကကျွန်တော်ပါကိုပါမရမယ်။လက်မန်စ်ပါမရမယ်။ဘာအပြောင်းလဲမှကျွန်တော်လည်းမပြေဆိုတော့ဒီပွဲကအပြောင်းလဲအများကြီးမလုံမလုံရမယ်ပွဲမျိုးပါ။ဆိုတော့ညီကတို့ဘယ်လိုမြင်ကြလဲ။ ကျွန်တော်ကတော့လေးဘွေးဆက်ဒီဘာလေးများအနိုင်ရဖို့အတွက်များချင်းကြီးကောင်းသွားမလားပေါ့နော်ချင်းကြီးတရားကိုယ့်ဘက်မှာရှိရလို့ကျွန်တော်ထင်တယ်ညီကလေးရောဘလို့မင်းကြလဲဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်